အလမမင်္ဂလာပါနော်အခုအမပြောပြပေးချင်တဲ့အကြောင်းအရာကတော့ဒီမှာ stick column ပေါ့နော်ဒီ level လေးနဲ့ကအောင်ဘယ်လိုယူလဲဆိုတာအကြောင်းပြောပြပေးပါမှာပါနော်ပထမအဦးဆုံးအနေနဲ့အမပြောပြချင်တာကဒီ stick column မှာသူ့ရဲ့အချိုးအစားလေးခွာသွားတယ် level အခြေနဲ့ကတ်သွားတယ် level ဘေးနဲ့ကတ်သွားတာဘယ်လိုကတ်သွားလဲဆိုတာကြည့်လို့ရတယ်နော် အခုကဒါလေးတွေကပုံကနမူနာလေးပေါ့နော်ဒီမှာဆိုရင်နည်းနည်းဟိုတော်တော်ကြီးกว่าเนี่ยလို့ပြောပြလို့ရတယ်ပုံကကြာနည်းနည်းလေးဒီ level အခြေအနေဘယ်လောက်လောက်กว่าမလဲဆိုတော့2 cm တော့သွားกว่าမယ်လို့ထင်တယ်ပေါ့နော်အဲအဲ့လောက်လောက်กว่าရယ်ပေါ့ဟိုပုံအရာကိုပြောပြရမှာနော်ဒုစင်လောက်กว่าမယ်အဲ့ဒါကိုกว่าတဲ့ဆိုတဲ့ဟာကအမားတို့ဒီမှာယူတဲ့ဟာက1 cm လောက်ပဲယူလိုက်တဲ့အတွက်ဒီဟာကဟာသွားတာပေါ့နော်11 cm ဟုတ် ဆရဏပုံစံမျိုးရှိရပါတော့ဟိုဘယ်လိုပြောရမလဲဆိုတော့အဝိုင်လေးရှိတယ်ပိမ့်ပိမ့်တွယ်တွယ်လေးတွေဖြစ်တဲ့အတွက်ကြောင့်သူ့ကိုဝိုင်ပေးနိုင်တယ်သူကပို့ပြီးတော့လက်ဘေးနဲ့သွားကတ်တလီကတ်လေးဖြစ်သွားမှာပေါ့အဲ့တော့အမားတို့ဒီဒီပုံလေးကိုဒီတိုင်းဒီပဲဆွဲမယ်ဆိုရင်တော့ဒီမှာ၃ပုံပုံလိုက်တယ်เนี่ยมันเนาะဒီလေပင်တရားနေပြီးဒီဒီကကြတော့မအားတို့ဒီဒီအတိုင်းတာကြတော့ ဒီကနေပြီးတော့ဒီအထိအချိုးစားကြတော့ဒီဒီအချိုးစားကြတော့အမားတို့အဲရှေ့လေပင်တချမ်းနဲ့နောက်လေပင်တချမ်းပေါ့နော်ပေါင်းထားတာရှေ့နောက်လေပင်ပေါင်းထားတဲ့ဟာပေါ့နော်အဲ့ဟာကိုအမားတို့ယူထားတာတချမ်းစာပဲဆွဲတယ်အမားတို့ဒီဟာကိုခောက်ညှက်လိုက်မှာပေါ့နော် အော်အုံညက်လိုက်မယ်အော်ဖလုံးနဲ့ခေါင်းညက်လိုက်မယ်ခေါင်းညက်လိုက်မယ်ဆိုတော့ဒီကောင်ကိုအမားတို့ဆွမ်းမယ်ဆိုရင်ဒီအကျယ်လေးကတော့ stick column ပြရတော့အမားတို့လိုချင်သလောက်အကျယ်ယူလို့ရတယ်အရင်ဆုံးဒီရကိုမြင်းဆွဲမယ်ဆွဲပြီးွားလို့ရှိရင်ဒီရဒီရှေ့လေပင် နောက်လေပင်တချမ်းသာရဲ့ဟိုပါပေါင်းချင်းပေါ့ဥပမာရှေ့ရှေ့နောက်လေပင်ကဘယ်လောက်ရလဲဆိုတော့ 30ရရဲဆိုရင်ဥပမာဒီကနေဒီထိကလည်း30ရှိရမယ်ဒီကဒါမှမဟုတ်15ရရဲဆိုရင်ဒီကနေဒီထိကလည်း15ရှိရမယ်အဲ့ဒါကိုပြောတာပေါ့နော်ပြီးလို့ရှင်ဒီ level column အပြားပေါ့နော် column အပြားလေးကများတော့အဖြစ်3 cm ဒါမှမဟုတ်ရင်3.5အဲ့လောက်ပဲယူကြတယ်တေးတာကြိုက်တယ်ဆိုရင်2.5လောက်တော့ယူလို့ရပါပေါ့နော်2.5ဆိုရင်တော့တိတိလေးဖြစ်သွားမယ်3ရတော့ပုံမှန်အတိုင်းပဲပေါ့နော်3 3.5 ပြားကြည့်ရင်ကြည့်တယ်လို့ကိုလိုချင်တယ်လို့ကော်လာယူလို့ရတယ်။ယူလို့ရတယ်ပြီးလို့ရှိရင်ဒီမှာလဲပင် အတိုင်းတာရှိရဲ့အဲ့ရှိနောက်လဲပင်ကိုမမတို့၃ပုံပုံမယ်။တပုံ၂ပုံ၃ပုံပုံလိုက်တယ်။ပုံပြီးွားလို့ရှိရင်ဒီမှာရှိတဲ့ဟာကနေပြီးတော့အပေါ်ကို1စင်တီတက်လိုက်တယ်နော်။1စင်တီတက်တယ်တက်ပြီးွားလို့ရှိရင်မမတို့ဒီမှာတပုံပုံထားတဲ့ဟန်နဲ့သွားဆက်တယ်။နောက်ဆုံးအပုံနဲ့ဒီဟန်နဲ့ကိုသွားဆက်လိုက်တယ်။ဆက်တဲ့အခါကျရင်မမတို့ဒီပေတံနဲ့ပဲဆက်မှာ။ ဆက်ပြီးွားလို့ရှိရင်မတို့အနေနဲ့ဗာပြန်ဖြီးဖို့လိုလဲဆိုတော့ဒီပေကွေးလေးနဲ့ဒီလိုမျိုးလေးပြန်ဖြီးပေးဖို့လိုအပ်တယ်เนาะထောင်ချိုးတွေဖြစ်မနေရအောင်အဲ့လိုမျိုးလေးပြန်ဖြီးပေးလိုက်ဖြီးပေးပြီးွားလို့ရှိရင်မတို့ဒီ color အကွေးလေးရကြတော့မတို့လိုချင်တယ်လို့ယူလို့ကြရပါတော့เนาะအဲ့ဒါကဒီမှာအမတို့ဒီအပေါ်1ซินတီတက်လိုက်တယ်တက်လိုက်တဲ့ဟာကိုမအစ်တော်မဆွဲပြတော့ဒီမှာဒီပါလောက်ပြပေးမယ်เนาะဒီမှာပေါ့ ဒီကောင်ကမြင်းအစ်စ်ဖြစ်သွားရင်ဆိုပါတော့ဒီမှာဒါလို့ဆွဲလိုက်နော်ဆွဲလိုက်ပြီးလို့ရှင်ရမတို့ဒီမှာယူလိုက်တဲ့ဟာတီတောင်းမှန်ဖြည့်ရမယ်နော်ဒါလိုမျိုးလေးတောင်းမှန်ဖြည့်ရမယ်ပေါ့နော်အဲ့ဒီတောင်းမှန်ကဒီလိုတောင်းမှန်ဖြည့်ရမယ်တောင်းမှန်ဖြစ်တဲ့ဟာမှာမတို့ဒီပေါ်မှာပြန်ပြီးတော့ ို့လည်းဒီမှာ၃ပုံပုံမယ်ဒီမှာ၃ပုံပုံထားတဲ့ဟာကိုဒီမှာလည်း၃ပုံပုံမယ်အမှန်ဆိုရင်ဒီဟာဖောင်ခတ်ထားမှာဒီဟာလိုမျိုးဖောင်ခတ်ထားမှာနော်မရှိရရရှုပ်နေမှာဆိုလို့ဖြတ်ထားတာအဲ့တော့ဒီမှာဒီအချိုးစားနဲ့ဒီအချိုးစားနဲ့တတူပါမယ်အဲ့ဒီကနေမှာမတို့ဒီပေကွေးလေးကင်ပြီးတော့သူ့ကို white ချင်တယ်ဆိုရင်ဒီလိုမျိုးလေး white ပေးလိုက်ဟုတ်လားဒီနာနေပြီးတော့ဒီလိုမျိုးလေးဝိုက်မယ်ပြီးရင်တို့လည်းဒီလိုမျိုးလေးဝိုက်လိုက် အဲ့လိုမျိုးလေးရပါ ਈ ပြီးလို့ရှင်သူ့ကိုကြတော့မမတို့ကတရားဒီအကွေးရဲ့နယ်ပဲဖြစ်တဲ့အတွက်မမတို့ဒီဟာတအားကြီးဒီလိုမျိုးကြီးကွေးနေကြမလို့ပြပြလေးဖြစ်တော့ဒီလိုပြန်ဖြီးပေးရမယ်နော်အဲ့ဒါကြတော့1 cm ဆွဲတဲ့ဟာအရင်ကတ်မနေတဲ့ဟာပေါ့ ဒီလိုရှိရင်သူ့ကိုလည်းအဲ့လိုပဲ3 cm ဆွဲမယ်ဒီအောက်ကိုဘယ်လိုဆွဲမလဲဆိုတော့သူကကျတော့လယ်မင်းအခြေလေးကိုပြောရမှာဆိုတော့မားကြိုက်ဆုံးပုံကတော့ဒီ3 cm နဲ့ပေါ့နော်မားလည်းဒီဟာနဲ့ပဲဆွဲရမှာလေ3 cm နဲ့ကကျတော့ချိုးစားလေးပို့ပြီးလှတယ်နော်အဲ့တော့ဒီကနေပြီးတော့အပေါ်ကို3 cm တက်မယ် sorry ပြန်ပြောပြအောင်မယ်အစကနေပြီးတော့ ခုနကလိုပဲဒီကနေဒီထီကဘလောက်လဲဆိုတော့ level ရှေးနောက်ရဲ့တချမ်းစာရဲ့လက်ရှေးတချမ်းနောက်တချမ်းစာရဲ့ပေါင်းကျဲဥပမာဒီကနေဒီထီ30ဆိုရင်30 35ဆိုရင်35ယူမယ်ယူပြီးွားလို့ရှင်မာဒီအပြားကိုခုနကပြောသလိုပဲကုလိုချင်တဲ့အပြားကိုယူမယ်တောင်းမှန်ထောင်းမယ်နောက်ခုလုံးထောင်းမယ်ပြီးပေါင်းခတ်လိုက်မယ်ခတ်ပြီးွားရေဆိုရင်မာရူတီယာကိုသူ့ကိုကြတော့မာရူတီယာကိုတဝက်ဝက်မယ် ဒီလိုတော့ဝဝလိုက်မယ်တဝဝပြီးပြီဆိုရင်မားဒီဘက်ကို1 cm လောက်ရွှေ့မယ်ဒီဘက်ကို1 cm ရွှေ့ပြီးတော့ point လေးမှတ်ထားမယ်ဟုတ်ပြီနော်ရွှေ့မယ်မှတ်ထားမယ်တို့လည်းအဲ့လိုပဲရွှေ့ပြီးမှတ်ထားမယ်ဟုတ်ပြီနော် ပြီးရင်ဒီကနေအပေါ်ကိုဘလောက်တက်မလဲ3 cm တက်မယ်ဟုတ်ပြီ အာပြီးလို့ရှင်မတို့ဒီကောင်ကိုတောင်းမှန်ထောင်းလိုက်ဟုတ်လားတောင်းမှန်ထောင်းလိုက်တောင်းမှန်ထောင်းလိုက်လို့ရှင် သူကဒီမှာမတို့ဒီ white man နားလေးอ่ะ white car ကိုလိုချင်တယ်လို့လေးယူလို့ရတယ်ကိုဘလောက် white ချင်လဲ white လို့ရတယ်เนาะဒီလိုမျိုးလေးယူလိုက်ဟုတ်လားယူလိုက်ယူပြီးွားလို့ရှင်ဒီမှာသူ့လည်းဒီလိုမျိုးလေးအဲ့လိုမျိုးလေးဆက်လိုက်เนาะအဲဆုံး column လေးရော white လေးနဲ့မှားမယ်ပြီးရင်သူ့လည်းဆက်တဲ့အခါကျရင်အရင်ဆုံးထောင်ကျိုးလေးနဲ့အရင်ဆက်ပေးတဲ့အရှိန်နဲ့အရင်ဆက်လိုက်ဆက်ပြီးွားလို့ရှင်ပြန်ဖြီးပေးဒီနားလေးတွေ ကိုကိုလေးဖြစ်အောင် ပြန်ဖြေပေးအားဆိုရင်ဒီဒီလိုမျိုးကောက်လန်းလေးရမယ်နော်သူ့လည်းခောက်ညှင့်မယ်နော်သူ့ကြတော့မာရဝတီကဘယ်လိုလုပ်မလဲဆိုတော့သူလည်းအဲ့လိုပဲလဲရင်းအရှိနောက်ပေါင်းညင်တချမ်းစာရဲ့အဖြေကိုယူမယ်အဲကိုကလေမင်းကိုဖောက်ထားတဲ့ဟာမူရင်းလေမင်းပတ်လေကိုအိမ်ကြီးမှာဖြစ်ဖြစ်ပတ်တမ်းမှာဖြစ်ဖြစ်တိုင်းထားရမယ်နော်တိုင်းထားပြီးတော့မန်ဒီကနေဒီဘလောက်ရှိလဲ15ရှိရဆိုရင်15 30ရှိရဆို ဒါအတိုင်းအပုံတွေမဟုတ်เนาะဥမမောင်ပြောပြအဲ့ဒီတော့ပြီးလို့ရှင်ဒီကနေပြီးတော့ဒီဘက်ကို2.5မှတ်တယ်ဒီဘက်လည်း2.5မှတ်လိုက်တယ်မှတ်ပြီးွားရယ်ဆိုရင်ဒီမှာထောင်ကျိုးရှိရယ်ဘောင်ခတ်ထားရတဲ့အပေါ်ကို8.5စင်တီထောင်လိုက်မယ်เนาะ8.5ထောင်လိုက်တယ်ထောင်ပြီးွားရယ်ဆိုရင်မတို့ဒီမှာတောင်းမှန်မြင်ပြန်ထောင်မယ်ဒီမှာဒီမြင်းနဲ့เนาะဒီမြင်းနဲ့တောင်းမှန်ဖြစ်ရမယ်ဒီလိုဒီလိုဖြစ်ရမယ်เนาะ ထောင်းမှန်ထောင်းလိုက်တယ်ထောင်းပြီးသွားလို့ရှင်ဒီမှာအကွေးလေးကိုကြတော့မအားအဆင်ပြေသလိုကိုလိုချင်တဲ့အကွေးလေးယူလိုက်မယ်နော်ဒီမှာသွားဆက်ရင်တော့ဆက်ဆက်ချင်းတော့ဒေါင်ကျိုးဖြစ်နေလိမ့်မယ်အဲ့ဟာလေးတွေကိုမအားပြန်ဖြီးပေးဖို့လိုအပ်တယ်ဒီလိုမျိုးလေးပြန်ဖြီးပေးဟုတ်လားပြန်ဖြီးပေးဖြီးပေးပြီးသွားလို့ရှင်မအားဒီမှာပေကွေးလေးကိုဘယ်လိုကင်မလဲဆိုတော့ sorry ဒီလိုကင်မှာနော်ဒါမျိုးလေးလာဆက် ပြင်ဒီအောက်ကိုလည်းဒါမျိုးလေးလာဆက်ပင်ဟုတ်လားဒီမှာလာဆက်ပင်အဲ့ဒါဆိုရင်လေဘင်းကကတ်နေရပေါ့နော်လေဘင်းအချိန်နဲ့ကတ်နေရစတစ်ကော်လာလေးကိုရမှာပေါ့နော်အခုမှပြောက်သွားတဲ့စတစ်ကော်လာလေး၃မျိုးကိုကိုယ့်အနေကိုအဆင်ပြေသလိုအသုံးချလို့ရပါတယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာ tomorrow ဆုံးပြေးကြတာပေါ့နော်